G cis PD deficiency ဆမလို့မြန်မာနိုင်ငံမှာဆိုရင် ကလေးလေးတွေမွေးလာတဲ့အခါမှာကလေးအယောက်တရာမှာ6ယောက်ကနေ10ယောက်ကြားက G cis PD ဆိုတဲ့ဓာတ်လေးတစ်ခုချိုးတဲ့နေတဲ့ယောဂါခံစားရတာရှိပါတယ် ဒီ GCPD ဆိုတဲ့ဓာတ်ကလေးဟာကလေးလေးတွေရဲ့ခန္ဓာကိုယ်မှာသွေးနီဥတွေကိုအချိန်မတန်ခင် မပြိုကွဲသွားဖို့အတွက်တားဆီးကာကွယ်ပေးတဲ့ဓာတ်ကလေးတစ်ခုဖြစ်ပါတယ်။တကယ်လို့ကလေးလေးတွေမှာ GCPD ဆိုတဲ့ဒီဓာတ်ကလေးဟာမွေးရပါပါမလာခဲ့ဘူးဆိုရင်သူ့ရဲ့သွေးနီဥလေးတွေက အချိန်မတန်ခင်ပြိုကွဲသွားတာမျိုးပျက်စီးသွားတာမျိုးရှိနိုင်ပါတယ်။ဒါကြောင့်မို့ကလေးလေးတွေမှာ အတောင်းဝါတယ်စီးရောင်မဲမဲတွေသွားတယ်တွေးအားနေတယ်စားတဲ့ယောဂလက္ခဏာတွေခံစားနိုင်ရပါတယ် GCPD deficiency ရှိတဲ့ကလေးလေးတွေမှာပဲကြီးစီးပဲလော်စီးစားလို့မရပါဘူးအတုံးဆောင်ပစ္စည်းအားဖြင့်ဆိုရင်တော့ပယုတ်လုံးမတည့်ပါဘူးစီးရင်နေနေဆိုရင်ဆာဖာပါတဲ့ဆေးတွေမတည့်ဘူးဖြစ်တယ်လို့ anti malaria လို့ခေါ်တဲ့ငှက်ဖျားပျောက်ဆေးတွေကသူတို့အတွက်အဆင်မပြေပါဘူး aspirin ် IPU Pro Friend လို့ခေါ်တဲ့အကြိုက်ခဲပျောက်စေးနဲ့လည်းကလေးလေးဟာမတည့်ပါဘူး။ဒါကြောင့်မို့စေယုံစေကန်းသွားတဲ့အခါမျိုးမှာဒီကလေးလေးဟာ GCPD deficiency ရှိပါတယ်လို့ဆရာဝန်ဆရာမတွေကိုပြောလိုက်တယ်ဆိုရင်သူတို့တွေကကလေးလေးကိုဒီမတည့်တဲ့စေးတွေကိုသုံးပေးမှာမဟုတ်ပါဘူး။ကိုဘက်ကတော့ကလေးလေးကဘယ်နေရာပဲတော်တော် GCPD deficiency ပါလို့ပြောပြပေးဖို့မိဘတွေအနေနဲ့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ကျမဒေါက်တာ Grace ပါ